ကဲဒီနေ့ချက်ပြပေးမှလေးရတော့ကျွန်တော်တို့ဒီမှာလေးမဖားမငပိကောင်လေးနဲ့ဒီမှာဂျူးမြစ်ကလေးကိုကျွန်တော်တို့အဆက်ချက်ကလေးပေါ့နော်အဆက်ချက်ကလေးချက်ပြပေးမှပဲဖြစ်ပါတယ်အရင်စားလို့ကောင်းလားနော်ပြောတဲ့အတိုင်းကိုလိုက်ပြီးတော့ချက်စားကြည့်ပါနော်အဲကျွန်တော်တို့ကပထမဆုံးအနေနဲ့ဒီငဖားမလေးတွေကိုကျွန်တော်ကဒီဂျေးကွန်လေးတွေချွတ်မယ်ပေါ့နော်ဂျေးကွန်လေးတွေကိုချွတ်မယ်ချွတ်ပြီးတော့ရေစင်အောင်ဆေးပါမယ်နော် ပဲအကောင်လုံးပြီးသွားအောင်ဒီလိုလေးချွတ်လိုက်ပါမယ်နော်ကျွန်တော်တို့အခွန်လေးတွေချွေးရင်းသားနဲ့ဘေးကဆူတောင်လေးတွေပေါ့နော်ဆူတောင်လေးတွေကိုလည်းတခါတည်းဖယ်ထုတ်လိုက်မယ်အဲနောက်တစ်ခုကထဲထဲမှာရှိနေတဲ့ဘဟက်ကလေးတွေပါတခါတည်းထုတ်လိုက်မယ်ပေါ့နော် အဲ့လိုလေးပြီးသွားရင်တော့ကျွန်တော်တို့ကရေလေးကိုဆင်းအောင်ဆေးပါမယ်ဒီအတွင်းထဲမှာပေါ့နော်အတွင်းထဲမှာစားရတဲ့အများကြီးဒီမှာကတ်နေတာဖြစ်တဲ့အတွက်ပြောင်းလေးဆေးပါဦးမယ်နော် ကဲခုလိုလေအတန်ဆေးပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီထဲလေးမှာကြာတော့အချိုမုံကိုထည့်ကြအောင်ဆောင်လို့မရပါဘူးเนาะငမိကောင်လေးတဲ့ဟိုကျွန်တော်တို့ကအချိုမုံလေးထည့်မယ်ထည့်ပြီးသွားရင်ကျွန်တော်မုံလေးထည့်မယ်ထည့်ပြီးသွားလို့ရှိရင်เนาะကျွန်တော်ဒီကောင်လေးကိုအသားလေးတဲ့เนาะအငန်တက်ရော့သွားအောင်စိတ်ဝင်သွားအောင်နေပေးရပါမယ် ယ်အခုလို့လေနှံ့အောင်လဲသွားပြီဆိုလို့ရှင်တော့ကျွန်တော်ဒါလေးကို item လေးနှက်ထားပြီးတော့เนาะဂျူးမြစ်ကလေးကိုရေဆင်းအောင်ဆေးပါမယ်ခင်ဗျာအဂျူးမြစ်ကတော့ကျွန်တော်တို့เนาะအမြစ်ဖြစ်တဲ့အတွက်ကတော့သဲဟိုတော့တေချာချာလေးပြောင်းအောင်ဆေးရပါမယ်အဲ့လိုလဲဆိုတော့လေသူကဒီမှာအတွင်းကြားတွေမှာ နော်အတွင်းကြားလေးမှာအသေးပါနိုင်တာဖြစ်တဲ့အတွက်နော်ဒီကောင်းတော့ပုံမှန်ထက်ပို့ပြီးတော့စီပီစီချင်ပါတယ်ကဲဒါလေးတွေကိုပြောင်းတော့စီးလိုက်ပါမနော်အဲအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြောင်းစီးပြီးသွားပြီပေါ့နော်အဲအဲ့လိုမျိုးလေးစီးပြီးသွားပြီဆိုလို့ရှိရင်ဒါလေးတွေကိုကျွန်တော်တို့ကညှပ်တော့မယ်ပေါ့နော်ကကြည်လေးနဲ့ ကဲအားလုံးလည်းအစင်းသင်းဖြစ်သွားပြီဆိုတော့ကြတော့ကျွန်တော်တို့ကစပြီးတော့ချက်ရေးပြပလေးစပါတော့မှာခင်ဗျာကျွန်တော်တို့ကဒီနေရာမှာနော်လုံးချက်ကလေးချက်ပါမယ်နော်အာခန်းညင်သေးဘူးလဲအစီလုံးဝမထုတ်ပါဘူးစနမောလေးထည့်ပါမယ်နော် ောက်တစ်ခါချိုမုံလေးထည့်ကြအောင်ဆောင်ပါမယ်။ဟောကျွန်တော်တို့ကအကြောင်းတင်လေးထည့်ပါမယ်နော်။အဲ့ဒါလေးပြီးသွားရင်ချက်တွန့်ဖြူလေးထည့်ပါမယ်။နောက်ဒီလိုပေါ့နော်ချက်တော့နေလေးထည့်ပါမယ် လေးတွေထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကစီတမျိုးပဲနောက်ထပ်ထပ်ထည့်မယ်ပေါ့နော်အဲထူးခြားချက်ကဘာလဲဆိုလို့ရှိရင်ဒီနေ့မှာကျွန်တော်တို့ကငပိစာလုံးဝမထည့်ပါဘူးကဲဒါဆိုရင်တော့ကျွန်တော်စပြီးတော့တဲလို့ရပါခင်ဗျာ ဒါလေးကိုကျွန်တော်တို့ခန်းညင်းလေးလေးလိုက်သွားအောင်ပါနော်လိုက်သွားအောင်အထိကျွန်တော်တို့ကလုံးပါမယ်ခုဆိုရင်ခန်းညင်းလေးလေးကလည်းလိုက်လာပြီပေါ့နော်လိုက်လာပြီဆိုတော့ကြတော့ကျွန်တော်တို့ကစောစောလေးကနော်ဒီမှာတေးသေးလေးတွေညှက်ထားတဲ့အနံလေးစိမ်းလေးတွေထည့်ပါမယ် နာလေးကြာသွားလို့ရှိရင်တော့ဒီမှာအရသာလေးနဲထားတဲ့နော်မဖားမငပိကောင်လေးထည့်ပါမယ်ရှင်းပဲဒါကုမလုံးလုံးပဲရှိသေးရပါတော့

ဲဒီမှာလုံးတာစီလေးလဲပြန်လာပြီဆိုတော့ကျွန်တော်တို့ကရေလေးဆွတ်လိုက်ပါမယ်နော်ရေကလည်းအရင်အများကြီးမဟုတ်ပါဘူးနော်ခဏနေကျွန်တော်ကနာနာမေးလေးခတ်ပါမယ် ကဲအခုလိုအနေထားလေးရောက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကနော်နာနာမဲလေးအုပ်လိုက်ပါမယ်နာနာမဲနိုင်နိုင်လေးပေါ့အိုးမှုကြိုင်များလားခုလိုလေနာနာမဲလေးလဲအုပ်လိုက်တော့เนาะလုံးဝလိုက်ဖက်နေတဲ့ ယူးမြင့်နဲ့ငဖားမငပိကောင်အဆက်ချက်ကလေးရပြီပေါ့ဗျာအဲအားလုံးပဲစားကြပါအောင်အားလုံးပဲစားကြပါအောင်ဒီနေ့ချက်တာကတော့ဒီမှာနော်ယူးနဲ့ငဖားမငပိကောင်အဆက်ချက်ကလေးရဲ့နောက်ဒီမှာတို့ပဲစားစားအချိုးပဲတက်တဲ့ဒါစင်တလုံးပြည့်တိမဲ့လေးရဲ့နောက်တစ်ခါအတူလေးရတော့ဒီမှာပဲပြန်ပေါက်ကဲတေးရွရွအတူလေးရဲ့ဒီမှာအာလူချော်ရဲ့ ကဲအားလုံးစားကြပါဦးကဲလူများတော့ထည့်မှပြီတော့နော်ကိုကူတော့ထည့်စားလိုက်တော့ဒီမှာဆူလိုက်ပြီ 给嘛给，谢嘛谢。 ဒီအလူကျော်လေးကတော့ကြပ်ပရောင်းပါပေါ့ကျွန်တော်တို့ပြည့်စံမှုအလူကျော်လေးပေါ့ညောင်ကောင်အမားလေးလေး ကျွန်တော်ရှေ့ရကြတော့တရက်တိမဲ့ပေါ်ချိန်ဆိုလို့ရှင်ဟိုမပစ်စီကြော်လေးနဲ့ဆိုသူအပက်ပဲဒါပေမဲ့ဒီကောင်းနဲ့လည်းလိုက်ဖက်နေမှုရှိမရှိကိုစမ်းလိုက်တော့ကြာလုံးဝကွက်တည်တယ်အဲ့ဒီဆက်မှာ Yine şimdi yine abi ben öyle yine yeter. Salı kalma ha. Şey be. Yine adı mı çay? Adı oluyor တကယ်ကိုကောင်းလားဟာ तू ကဟိုအရသာအကြလေအရသာပူပြီးကောင်းတာအနှစ်ထဲမှာပူပြီးရောက်သွားတာဟုတ်ငါဖားမငါပြီးကောင်းရဲ့ဟိုအငန်တက်ကကြတော့ရမ်းမရှိတော့အဲ့ဒါဆိုကြတော့ဟိုပြောမပြတ်တာလောက်ကိုပဲကောင်းတယ်နောက်ဆိုအကုန်ကြလဲဒါလဲတက်တာတာပဲ 还露高呢是吧？露高了，这时候也摘呗。 ခုလိုမျိုးအချိန်လည်းမပေးရဘူးဂုံကြစိတ်လည်းတက်တာမယ်နော်အရန်ခမင်းမိန်နဲ့စားလို့မိန်နဲ့အင်းတစ်ခွက်ကလေးကိုချက်စားကြည့်ပါလို့ပြောရင်းသားနဲ့ကျွန်တော်တို့ဒူဝီတူရနေပြီးတော့အားလုံးနှုတ်ဆက်ပါတယ်